ရကိုရီးယားတဲ့အစတရာပို့ဆိုတဲ့အာရှတိုက်တွေကအာရှနိုင်ငံတစ်ခုကြောင်းအားလုံးပဲမင်္ဂလာပါဗကန်တီတီမဲ့ channel ကနေကြိုဆိုပါတယ်ဒါလုံးဆက်ရှိခုနေဗဟုအာရှကဒက်မန်နစ်ဆန်ဆိုတဲ့နိုင်ငံလေးအောင်ပညာတတ်တွေတိုင်းပြည်ကနေအစုလိုက်ပြိုလိုက်ထွက်ခွာတာကိုရည်ချမ်းဖို့အတွက်ညံကြီးရှင်ဆန်နေလို့ထင်ရတဲ့နေပြည်တော်တစ်ခုကိုစီစဉ်ခဲ့ပါတယ်သူတို့ရဲ့ဖြည့်ရှင်းနေရရွေးရှင်ပါတယ် United Kingdom ထက်နဆကြီးတဲ့တိုင်းနိုင်ငံလုံးကိုအကျဉ်းထောင်ကြီးလို့ပြောင်းပြစ်ပြီးဘသူကမှထွက်ခွာခွင့်မပြုတော့တာပါပဲဒက်မန်နစ်ဆန်ဟာလက်တွေ့ကြတဲ့ဖြည့်ရှင်းနေတဲ့ပေးနိုင်တဲ့နိုင်ငံလို့ကိုကိုကိုကြွေးကြော်လေးရှိပါတယ်အဲ့ဒီနေ့မှာပဲတမနာဟောင်း ဘာဒီမန်မက်ဒက်ဖ်ကကံမကောင်းဘူးလို့ယူဆပြီးအနောက်ရောင်ကားတွေကိုပိတ်ပင်လိုက်ပါတယ်။မကြာခင်မှာပြည်သူတွေရဲ့ကားတွေကိုအာဏာပိုင်တွေကဆွဲယူသွားပြီးပြန်ရောက်ဖို့အတွက်မတက်နိုင်တဲ့ဈေးနှုန်းနဲ့စီးပြန်မှုခန်းခဲ့ပါတယ်။နောက်ပိုင်းမှာတော့အယောင်မျိုးမျိုးကိုပါပိတ်ပင်လိုက်ပါတယ်။ဒါကြောင့်မဲဂျိုရူပုံလေးကြည့်ရင်တမရဟောင်းအကျက်ဆုံးရောင်ဖြစ်တဲ့ဖြူအောင်ကားတွေကြီးပဲမြင်တွေ့ရမှာပါ။ဒါပေမဲ့မမက်ဒက်ဖ်ရဲ့ထူးဆန်းမှုတွေကသူ့ရဲ့ရှေ့လူဖြစ်တဲ့နီယာဆော့ဖ်ရဲ့ထူးဆန်းမှုတွေနဲ့နိုင်ရှင်မယ်ဆိုရင်ဘာမှမဟုတ်ပါဘူး။နီယာဆော့ဖ်ကသူ့ကိုယ်သူဘုရားသခင်ရဲ့တမန်တော်လို့တော့မှနာမည်ပေးခဲ့ပါတယ်။ သူဟာနိုင်ငံသူနိုင်ငံသားတွေရဲ့ကျန်းမာရေးအတွက်ဆိုပြီး38ကီလိုမီတာရှိတဲ့အေယာမလေကားကြီးကိုထိန်းထုစေပြီးနိုင်ငံရေးသမားတွေကိုရဟတ်ရင်ပေါ်ကနေထိုင်ကြည့်အတင်းကျပ်နှစ်စဉ်တက်ခိုင်းခဲ့ပါတယ်။တက်မန်နေဆန်ကောင်းဆောင်တွေနဲ့ထူးဆန်းတဲ့အမိတ်တွေကအဆုံးမရှိပါဘူး။တပည့်ရဲ့နေတွေ၊လတွေ၊မင်းမျိုးစိတ်တွေ၊လဘော်ကဂျန်ဝဲတွေကိုတော့အာနာရကောင်းဆောင်နဲ့စိတ်ကြိုက်နေမယ်တွေပြောင်းပေးခဲ့ပါတယ်။နီယောဆော့ကပေါင်းဖို့ကိုတော့သူ့အမိနေမယ်ပေးခဲ့ပူပါတယ်။ နောက်တဲ့ထူးဆန်းတာတစ်ခုကသွားကြမကြီးအတွက်အရိုးတွေဝါးစားဖို့ကြံပေးခဲ့ပါလိမ့်။ဒါအပြင်ခွေးတွေရဲ့မနှုံးပြုတ်ပဲအနှမ်းကြောင့်ပဲမြို့တော်မှာခွေးတွေကိုပိတ်ပင်ထားပါလိမ့်။ဒီပိတ်ပင်မှုကလွန်ခဲ့တဲ့နှစ်30ကျော်တင်မြို့တော်ကိုစစ်ကျဉ်းကြောင်းနဲ့ရွှေတွေအပြည့်နဲ့အာနာရှင်တဦးရဲ့ပုံကိုရနေပြန်ပုံဖြစ်နေပြောင်းလဲဖို့ကြိုးပမ်းမှုများစွာတစ်ခုပါပဲ။ဒီမှာစင်ကြောင်အများဆုံးသုံးဆက်မှုအကြီးဆုံးမိုးလုံးလေးလို့ရေကူးကန်စတဲ့ဂင်းနစ်စင်ကြီးတွေရှိပါတယ်နိုင်ငံမှာရှားပါနေခြင်းမှာရေပန်းကန်အများဆုံးလဲဒီမှာပါပဲဒီလိုနဲ့ခန္ဓာထယ်ဝါမှုတွေနဲ့ရေစရာကောင်းတဲ့ခေါင်းဆောင်တွေရဲ့အပြုမှုတွေပြင်တက်ပန်နစ်စတာမှာနေထိုင်ရတဲ့ပြည်သူတွေအတွက်တော့ပျော်ရွှင်စရာမရှိပါဘူး 2023ခုနှစ်ဩဂတ်လမှာ Fahrenheit 104ဒီဂရီကျော်တဲ့အပူရှင်အောက်မှာဆရာဆရာမဆရာဝန်လေးရင်မဲနိုင်ငံဝန်ထမ်းတွေကျောင်းသားလေးတွေထောင်ပေါင်းများစွာကိုအခကြေးငွေမရဘဲဝါကိုရိတ်ခိုင်းခဲ့ပါတယ်တမရအမေရဝန်ထမ်းတဝက်ကိုအလုပ်ထောက်ခံရမှာကိုကြောက်လို့တနေ့တာတတ်မှတ်ထားတဲ့ဝါကုန်းပမာဏပြည့်မီအောင်အတင်းကျပ်လှုပ်ခိုင်းခဲ့တာပါတပည့်ပါအလုပ်လက်မဲ့90%ရာခိုင်နှုန်းရှိခဲ့တယ်ဆိုတာကိုလည်းထည့်သွင်းရပါမယ် ဆိုဗီယက်ယူနီယံကလွတ်လပ်ရပြီးတဲ့နောက်မှာတာကမန်နစ်စတန်ကောင်းဆောင်တွေဟာစတာလင်ဝါထလိုအုပ်ချုပ်ရေးကိုပြန်လည်ကျင့်သုံးခဲ့ပါတယ်ဒီနေ့ခေတ်မှာတော့ဒီနိုင်ငံဟာအာနာရှင်စနစ်အစစ်အမှန်ကျန်ရှိနေတဲ့နိုင်ငံတွေတဲကတနိုင်ငံပါလျှို့ဝှက်ရဲတွေကနိုင်ငံရေးအထက်ခံတွေကို ်ညှဉ်းပန်းနှိပ်စက်ခြင်းစိတ်ကိုတိခိုက်စေတဲ့စေဝါတွေအုံပြုခြင်းတွေကိုလှုပ်ဆောင်ပါတယ်အစိုးရရန်သူလို့ယူဆရတဲ့သူတွေကို TV မှာလူသိရှင်ကြောင့်ဝန်ခံခန်းခဲ့ပြီးမိသားစုကိုမထိခိုက်ဖို့တဲ့တနာခံခန်းခဲ့ပါတယ်ပြီးရင်တော့သူတို့ကပြောက်ကွယ်သွားပါတယ်အစိုးရကိုဝေဖန်တာဟာတစ္ဆာဖောက်မှုလို့သတ်မှတ်ခဲ့ပြီးထောင်တန်းစိတ်ရောဂါကိုစိတ်ယုံပိုခြင်းဒါမှမဟုတ်ပေလင်နာကစားကွင်းစီကိုပြည်နေတယ်ပြေးခံရပါတယ်ပြည်နေမှုလုံပြင်းထန်တာကြောင့်ပြီးခဲ့တဲ့နေ့ကတာကမန်နစ္စတာဟာလွတ်လပ်မှုတွေကဘာမှဒုတိယအစိုးရနိုင်ငံဖြစ်နေတဲ့သတ်မှတ်ခံခဲ့ရပြီးဒါအမျိုးကိုရီးယားတို့တာလီဘန်အာဖဂန်နစ္စတန်တို့ထပ်တော်မှာနေကြနေတဲ့အဆင့်မှာ 2022ခုနှစ်မှာ Macmandorf ကသူ့သားကိုအာဏာလွှဲခဲ့တာကြောင့်အခြေအနေတွေပိုကောင်းလာဖို့မျှော်လင့်ချက်မရှိသလောက်ပါပဲ။ဒါကြောင့်ပိုကောင်းတဲ့ဘဝအတွက်လူအများပြဟာထွက်ခွာဖို့ကြိုးစားနေရအံ့ဩစရာမရှိပါဘူး။ဒါတော့မှ Tagman နဲ့ဆန်ဟာဘလိုလုပ်ပြီးဒီလိုဆိုးရွားတဲ့အခြေအနေဖြစ်လာခဲ့တာလဲ။ဘလိုလုပ်ပြီးတော့အာဏာကိုဒီလောက်အပြည့်အဝထိန်းချုပ်နိုင်တာလဲ။သူတို့ကိုထောက်ပံ့နေတဲ့ငွေတွေကရောဘဲကနေလာတာလဲ။ ဒါကတော့ကမ္ဘာထူးခြားသောအာဏာရှင်နိုင်ငံဖြစ်တဲ့တက်ကမန်နေဆန်းရဲဇလန်းမှာပဲ1899ခုနှစ်မှာရုရှားစစ်တပ်တွေအားရွှေနိုင်ငံခံတန်းနဲ့ဝန်းရံထားတဲ့ဂက်တပီမြို့ကိုပုံကျဲတိုက်ခိုက်ခဲ့ပါတယ်မြို့တော်ထဲမှာတက်ကမန်4000ခုလုံးနေပါတယ်ရုရှားကနှီးပညာသားပေမဲ့အင်အားနေတာကြောင့်စုတ်ခွာခဲ့ရပါတယ်ရုရှားဟာဘူအာရှကိုတင်ပတ်ဖို့တဲ့စ조사နေချိန်မှာဒီချုံနေမှုကရုရှားနယ်ခြေရေးသမိုင်းမှာပထမဆုံးချင်းအကြီးကြီးထိခိုက်မှုဖြစ်ခဲ့ပါတယ်နှစ်နှစ်ကြာမှတော့1880ခုနှစ်မှာရုရှားဟာဖောက်ခွဲပစ္စည်းထောင်ပေါင်းများစွာထည့်ထားတဲ့ဥမင်လန်ကောက်တစ်ခုကိုဖောက်ခွဲပြီးမြို့ရိုးကိုချိုးဖောက်ကဝန်ရောက်ခဲ့ပါတယ် မြို့ကန်တွေကိုရဲဆက်ဆက်တပ်ဖြတ်ပြီးရတဲ့နောက်မှာဗဟိုအာရှတစ်ခုလုံးဇာပင်လက်အောက်ကိုကျခဲ့ပါတယ်နောက်ဆယ်စုနှစ်လေးခုအတွင်းမှာရုရှားကပေါင်းစည်းဖို့အားထုတ်မှုနည်းခဲ့ပါတယ်ဒေကနာရပတိဝေဝေအနေထားကြောင့်ပဲဖွံ့ဖြိုးတိုးတက်မှုနေကွေးခဲ့ပြီးစက်မှုလုပ်ငန်းလည်းတာမန်များသာရှိခဲ့ပါတယ်1916ခုနှစ်ပထမကမ္ဘာစစ်အတွင်းမှာဇာပင်ဒုတိယမြောက်နီကိုလတ်ဆာ စစ်မှုဒဏ်ကြီးကနေကင်းလွတ်ခွင့်ရထားတဲ့တာကမန်မိုးစလင်တွေကိုပါစစ်မှုဓာတ်မှုဆုံးဖြတ်ခဲ့ပါတယ်ဒီဆုံးဖြတ်ချက်နဲ့အကျင့်ပြတ်ဆိုရကြောင်းဗဟိုအားကြောင့်မပုံကဲမှုတွေဖြစ်ပွားခဲ့ပြီးရုရှားဒေါ်လာရင်းနဲ့ပေါင်းဆက်ခဲ့ပါတယ်ရှင်းနေကြပဋိပက္ခတွေအငဲပေးတွေဖြစ်ပြီးတဲ့နောက်ဆိုဗီယက်ယူနီယံကပေါ်ပေါက်လာပြီးဗဟိုအားရှကိုဆိုရှယ်လစ်နိုင်ငံအဖြစ်နဲ့ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်1924ခုနှစ်မှာတာကမန်ဆိုဗီယက်ဆိုရှယ်လစ်တမန္တနိုင်ငံကိုတည်ထောင်ခဲ့ပါတယ်။ဆိုဗီယက်ယူနီယံမှာအကြီးအကျယ်ပြောင်းလဲမှုတွေဖြစ်လာတော့နိုင်ငံတော်ကမြေယာဉ်အားလုံးကိုသိမ်းယူပြီးနေလဲနေထိုင်သူတွေကိုလက်ရာမြေတွေမှာအတင်းကျပ်နေရာချထားခဲ့ပါတယ်။ စာတမ်းမြောက်ဖို့နဲ့လူမျိုးစုချင်းပဋိပက္ခတွေလျှော့ချဖို့အတွက်စံပြထားတဲ့ဘာသာရေးစကားနဲ့ဇာတင်ကြောင်းတွေလည်းစတင်ခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံရေးသဘောထားကွဲလွဲသူတွေကိုရရဆက်ဆက်နှိကုတ်မှုတွေနဲ့တူဒီလိုဆောင်ချက်တွေကြောင့်ပဲတက်မန်နီဆန်ဟာအေးစေးအတီးချမ်းပြီးဘယ်သူမှဂယုမဆိုင်တဲ့ဆိုဗီယက်တမတာနိုင်ငံငယ်လေးဖြစ်လာပါတယ်။ ဒုတိယကမ္ဘာစစ်တည်းမှာဆက်ယုံနေဖို့ဘ ਹੁ အားရှကိုပြောင်းရွှေ့ခဲ့ရတဲ့အတွက်ဒက်ကမန်နစ်စတာဟာစီတန်းဆက်ယုံနေအထက်ဆက်ယုံနေရခဲ့ပေမဲ့အခြေခံအဆောက်အအုံမရှိတာကြောင့်တိတ်ပြီးတော့မတိုးတက်ခဲ့ပါဘူး။စေပြီးတော့ဒေသလိုက်ခွဲခြားတဲ့မူဝါဒကြောင့်စစ်မှုလုပ်ငန်းတွေဆက်ပြီးမဖွင့်ပြောခဲ့ပါဘူး။ဒီမူဝါဒကယူနီယံရဲ့စီးပွားရေးတိုးတက်ဖို့အတွက်သမ္မတနိုင်ငံတကူချင်းစီကိုသူ့ရဲ့တယံစားထားလိုက်ပြီးကြောင်းစီးပွားရေးတာဝန်ခွဲပေးခဲ့တာဖြစ်ပြီးတော့ဘ ਹੁ ရဲ့ထိန်းချုပ်မှုကိုပုံမခိုင်ပါစေဖို့ရည်ရွယ်ပါတယ်။ တရင်စာရတဲ့မြတ်ထုတ်ခံရခြင်းဒက်ဗန်နီစတန်ကဝါကွန်းဆိုင်ပြို့ဖို့ထူးတင်တော်ပါတယ်ဒါပေမဲ့ရေမရှိတဲ့ပြဿနာကိုဖြေရှင်းဖို့တမိုင်းဝင်ကာရဂန်2မြောက်ကိုဖောက်လုပ်ခဲ့ပါတယ်1969ခုနှစ်မှာပြီးစီးခဲ့ပြီးရေကိုအောင်မြင်စွာတည်ယူနိုင်ခဲ့တဲ့အတွက်စိုက်ပြိုးမြင်တဲ့ဝါကွန်းထွန်းတော်သုံးစတိုးလာခဲ့ပါတယ်ဝါကွန်းထွန်းတော်များလာတာကြောင့်ပဲလုံသားမလုံလောက်တဲ့အခါမှာကလေးတွေပါမကျန်အတင်းကျပ်စီခိုင်းမှုတွေအတင်းကျပ်စီခိုင်းမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်1988ခုနှစ်မှာကလေးတွေအောင်ဝါကွန်းနေမှာအလုပ်လုပ်ဖို့တနေ့ကိုကျောင်းပရဲ့68ရက်အထိကိုပြက်ကွက်ခဲ့ကြရပါတယ် ဒီမူဝါဒကြောင့်ပဲဝါကွန်းထွက်တာရဲ့69ရာခိုင်နှုန်းကိုရုရှားကိုပဲပို့ရပြီးဒက်ပန်နေဆန်ကအကျိုးမြတ်ဘာမှမရလိုက်ပါဘူးဒီလိုပဲတိုင်းပြည်ရဲ့အရေးကြီးဆုံးတယံစာရဖြစ်တဲ့သဘာဝတန်းခွင့်ကိုလည်းအလားတူလုပ်ခဲ့ပါတယ်1960ပြည့်လို့နေဒီမှာတက်မန်နေဆန်ကပပေါ်မှာသရုပ်ထအကြီးဆုံးဒံငွေတိုက်ပိုင်ဆိုင်ချင်းအတီးပြုံနိုင်ခဲ့ပါတယ ဒါပေမဲ့ဒဏ်ငွေအလုံးကိုလည်းပိုက်လိုင်းတစ်ခုတည်းကနေရုရှားကိုပဲပို့ရပြီးကမ္ဘာဈေးခွက်တဲ့အဆ300ပုံနဲ့တဲ့ဈေးနဲ့ပဲရောင်းချခဲ့ပါတယ်တကယ်တော့တာကမန်နေဆန်ရဲ့သဘာဝဒဏ်ငွေတွေကိုယူနီယံရဲ့အကျိုးမြတ်အတွက်အမျက်တော့ခံရတယ်ဆိုတာပါဒီလိုအခြေအနေဒီကြောင့်ပဲ1980ပြည့်လုံနှစ်တည်းမှာတာကမန်နေဆန်သားတွေရဲ့ဝင်ငွေအားဆိုဗီယက်ပြည်မြဝင်ငွေရဲ့80ရာခိုင်နှုန်းလောက်ပဲရှိပြီးလူအများစုဟာစင်ရဲမွဲတင်မှုမြင်အောင်မှာနေထိုင်ခဲ့ကြပါလိမ့်။စာတမ်းပြမှုဒိုးတက်ခဲ့ပေမဲ့ဂျဲမိုင်းနဲ့ကလေးတွေစုံမှုနှုံးကတော့စိုးနေသေးပါပဲ ခေါင်းဆောင်တွေကစာရင်းတွေကိုလိမ်ညာခဲ့တဲ့အတွက်စာပါရနီယာဆော့ဖာ1985ခုနှစ်မှာခေါင်းဆောင်ဖြစ်လာပါတယ်။ငယ်စဉ်ကမိဘမဲ့ဖြစ်ခဲ့ရတဲ့နီယာဆော့ဖာပညာရေးမှာထူးချွန်ခဲ့ပြီးကွန်မြူနီပါတီမှာယာတို့တို့လာခဲ့တဲ့သူဖြစ်ပါတယ်။သူဟာတွင်းမှုဖြစ်လာတဲ့အခါမှာပါတီကိုအလွန်တင်းကျပ်တဲ့အဖွဲ့အစည်းဖြစ်အောင်လုပ်ခဲ့ပြီးပုံကံမှုမှန်သမျှကိုရဲဆက်ဆက်နှိကုတ်ခဲ့ပါတယ်။ ပြည်သူအများစုကစိုက်ပျိုးရေးသမားတွေဖြစ်တဲ့ပြင်အာဏာကိုလက်ခံယုံကြည်တဲ့စိတ်ရှိနေတာကြောင့်နိုင်ငံရေးအတိုက်အခံတွေတိတ်မရှိပါဘူး။နောက်ပြီးတော့လွတ်လပ်တဲ့နိုင်ငံဖြစ်နေရက်တီခဲ့မှုတွေတမိုင်းလည်းမရှိဘူးတာကြောင့်စီးပွားရေးပြိုလဲမဲ့အကြောက်တရားနဲ့ပေါင်းပြီးတော့ဆိုဗီယက်ယူနီယံမှာဆက်ရှိနေဖို့ပဲအားပေးခဲ့ကြပါတယ်။လွတ်လပ်ရပြီးတဲ့နောက်မှာအာဏာရှင်ဖြတ်ပါခြင်း1991ခုနှစ်မှာဆိုဗီယက်ယူနီယံပြိုကွဲတဲ့အခါမှာတက်မန်နစ်တာဟာမချေမငံနိုင်ပဲလွတ်လပ်ရေးရသွားခဲ့ပါတယ်။လွတ်လပ်ရေးနေ့မှာပဲကျင်းပတဲ့ဓမ္မရွေးကောက်ပွဲမှာဒိုအူဒီတို့90လေးလောင်းဖြစ်တဲ့နီယာဆော့ဖာ98.3%ခန့်နဲ့အနိုင်ရပါတယ်။ကွန်မြူနီတီပါတီကလည်းဒီမိုကရက်တစ်ပါတီဖြစ်နေ ဒီမိုကရက်တစ်ပါတီဖြစ်နေနေပဲပြောင်းလိုက်တာကအမေရိကန်တက်တက်ပါပဲ။နေရာဆော့ဖာတမနာဖြစ်ပြီးတဲ့နောက်မှာစီးပွားရေးကိုအစိုးရကလုံးဝချုပ်ကန်ထားစေပါ။1992ခုနှစ်မှာဖွဲ့စည်းပုံအခြေခံဥပဒေသေးကိုထုတ်ပြန်ခဲ့ပြီးမြေဒါဟာထက်မှန်လူအဖွဲ့အစည်းတစ်ခုလုံးကိုသူ့ရဲ့အာဏာအောက်မှာထားဖို့ပဲဒီကဖြစ်ပါတယ်။ သူကမီဒီယာတွေကိုချုပ်ကန်ပြီးတက်ကမန်ပါရှီလို့ခေါ်တဲ့ကြီးမဲ့သောကောင်းဆောင်ရဲ့ဝါဒဖြန့်ကြီးကရိယာဖြစ်နေပြောင်းလဲပြခဲ့ပါတယ်။မြို့တွေရဲ့နေရာတွေကိုသူ့ကုန်ပြပြီးနေမဲပြောင်းခဲ့တာကြောင့်ပို့ကိုရေးကာကွယ်မှုကပေါ်ပေါက်လာပါတယ်။အတိုက်ခံတွေနဲ့ပြင်းပတဲ့ဒိနေကိုပိတ်ပင်ပြီးလျှို့ဝှက်ရေးတွေကနိုင်ငံရေးအတိုက်ခံတွေကိုရှင်းပြခဲ့ပါတယ်။မြေဆော့ကစီးပွားရေးတည်ငြိမ်မှနိုင်ငံရေးလွတ်လပ်ခွင့်ပေးမယ်လို့ပြောခဲ့ပါတယ်။သူဟာသူ့ရဲ့အစီအစဉ်ရောက်ဒန်ခွေအမြင်ဆိုးနေရတဲ့ကောင်မှာပြည်သူတွေကိုဒန်ခွေလျက်စစ်ရေးအခမဲ့ပေးနိုင်မယ်။ပြီးတော့သူ့ရဲ့အနာကိုလည်းဆက်လက်ထိန်းချုပ်ထားနိုင်မယ်လို့ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမဲ့သူရဲ့အစီအစဉ်လေးရှိနေပေမဲ့ထက်မန်နေဆိုင်ရဲ့စီးပွားရာ6နှစ်တည်းမှာထပ်ဝက်ကျော်ကျဆင်းသွားပါတယ်။နိုင်ငံရေးလွတ်လပ်ရေးရခဲ့ပေမဲ့စီးပွားရေးကိုပိုင်အုပ်ချုပ်ခွင့်မရှိခြင်းကပြဿနာဖြစ်ပါတယ်။နိုင်ငံမှာသူရဲ့တရားစာတားတွေကိုတန့်စင်နိုင်တဲ့စိတ်ယုံနေမရှိသလိုရုရှားပြင်ဘက်ကိုရောင်းချနေတဲ့အခြေခံအဆောက်အအုံလည်းမရှိပါဘူး။အနည်းငယ်ကအီရန်နဲ့တော်မှာယထာလည်းမဆက်သွင်းနိုင်တဲ့ကအထူးချက်မှုကိုပြသနေပါတယ်။ ဒက်မန်နီဆန်ရဲ့တန်းခွေနဲ့ဝါခွန်းတွေကိုရုရှားကနေပဲတည်ယူရောင်းချဆောင်ရွက်ကြတဲ့အတွက်ရုရှားကအခွင့်အရေးယူပြီးဈေးပေါ်ပေါ်နဲ့ဝယ်ယူခဲ့ပါတယ်။ရတဲ့ငွေရ90ရာခိုင်နှုန်းကိုပဲငွေသားနဲ့ပေးပြီးကျန်တာကိုယ်ကိုယ်ပစ္စည်းနဲ့ပေးတာမျိုးလုံးဝမပေးတာမျိုးတွေလုပ်ခဲ့ပါတယ်။ရုရှားကုမ္ပဏီ Gazprom ကလည်းသူတို့ရဲ့အမြန်များအတွက်ဝယ်ယူမှုကိုရောချခဲ့ပါတယ်။ဒါကြောင့်1998ခုနှစ်မှာစီးပွားရေးပိုဆိုးလာပြီးဒက်မန်နီဆာတန်းခွေတင်ပို့မှုရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ဝါခွန်းထုတ်လုပ်မှုကလည်း90ရာခိုင်နှုန်းလောက်ကျဆင်းသွားပြီးနီယယ်ဆော့ဖ်ရဲ့ရေအခမဲ့မူဝါဒကြောင့်ပဲ စီးပွားရေးကဏ္ဍမှာထိခိုက်ခဲ့ပါတယ်ဒီပြဿနာကိုပြေရှင်းဖို့ကရုရှားရဲ့လေဝကြီးအုပ်မှုကိုရှောင်ပြီးနိုင်ငံတကာစျေးကွက်ကိုရောက်ဖို့အတွက်တံငွေပိုင်လန်းနဲ့မီးရထားလန်းအသစ်တွေဖောက်ဖို့လိုအပ်ပါတယ်လိုအပ်ခဲ့ပါတယ်1996 99မှာအီရန်နဲ့မီးရထားလန်းနဲ့ပိုက်လိုင်းဆက်သွယ်မှုတွေလုပ်နိုင်ခဲ့ပေမဲ့တိတ်အဆင်မပြေပါဘူးပါကစ္စတန်နဲ့အိန္ဒိယကိုသွားမဲ့ပိုက်လိုင်းကအာဖဂန်နစ္စတန်ကြောင့်မဖြစ်နိုင်ခဲ့ပေ ဥရောပကိုသွားမယ်။ Caspian Pipeline လည်းအငင်းပေါင်းမှုတွေကြောင့်ရပ်ခဲ့ပါတယ်။ဒါပေမဲ့ဒီဂျိုးပတ်မှုတွေကရုရှားကိုဖိအားပေးနိုင်ခဲ့တဲ့အကြောင်းရုရှားနဲ့ပုံမှုကောင်းမှုနဲ့တန်ငွေသဘောတူညီချက်ရခဲ့ပါတယ်။ဒီလိုနဲ့2000ပြည့်နှစ်ရောက်တဲ့အခါမှာတန်ငွေတင်ပို့မှုတိုးတက်လာတဲ့အတွက်နိုင်ငံစည်းပွားရေးအကြီးအကျယ်တိုးတက်လာပြီး Neo Sovereignty ဝင်ငွေနဲ့နိုင်ငံအာဏာကိုအသုံးချပြီးတော့သူ့ပိုင်နဲ့စိတ်ကူးရနိုင်ငံကိုတည်ထောင်ဖို့လုပ်ပါတယ်။1999ခုနှစ်ဒီဇင်ဘာလမှာသူ့ရဲ့စိတ်ကြရွေးချယ်ထားတဲ့ပါလီမန်ကသူ့ကိုတက်တတာတမနာဖြစ်နေခန့်အပ်ခဲ့ပါတယ်။ သူဟာဘေးလီမုတ်စင်မေးရုပ်ရှင်ုံတွေကိုတက်မန်မစံဘူးဆိုပြီးတော့ပြေပင်ခဲ့တယ်လို့နိုင်ငံခြားဘာသာနဲ့တင်းတဲ့အကြောင်းနဲ့အားလုံးကိုပေးခဲ့ပါတယ်။နောက်တစ်ခုနဲ့မှာသူရဲ့ရုပ်နာမလို့ခေါ်တဲ့ဘာသာရေးကျမ်းကိုထုတ်ပြီးကျောင်းနေဗလီတွေပညာရေးဖျားရှိကိုကျောင်းနေမှာပါမဖြစ်မနေထားခိုင်းပါတယ်။သူ့ကိုဝေဖန်သူတွေစာမေးမမအောင်သူတွေကိုပြန်ထန်စွာရေးယူခဲ့ပြီးဒီစာအုပ်ကိုတုံးချိန်ဖတ်ရင်ကောင်းကင်ဘုံရောက်မယ်လို့ကြေညာခဲ့ပါတယ်။နီယဆော့ဖာတံငွေဝင်ငွေတွေကိုပြည်သူပေါ်မှာမြှင့်တင်ပေးမယ်စာမြို့တော်အာရှကာဘတ်ကိုအီတလီစီချင်းကြောက်တွေနဲ့ဇင်ခန့်အဆောက်အအုံများရုပ် ရွှေရုပ်ထုတ်ကြီးများ5 star hotel တွေစားသဖြင့်ပြောင်းလဲလုပ်ခဲ့ပါတယ်ဒီအတွက်ရုပ်ကဟောင်းနေဖြစ်စည်းခံရပြီးပြီးသူတွေအားစင်းရဲမွေးတူမှုနဲ့မွေးရည်စေဝါပြည်သနာနဲ့ရင်ဆိုင်ရပါတယ်ဒါပေမဲ့အခမဲ့တန်းခွင့်ရက်စက်ရေနဲ့စားနေရက်ကထောက်ပံ့မှုတွေကြောင့်လူလူရဲ့မကျေနပ်မှုကိုထိန်းချုပ်ထားပါတယ်၂000ခုနှစ်မှာသူ့ကိုလှုပ်ချမှုကြိုးစားမှုဖြစ်ပြီးတဲ့နောက်ဒီရက်ဆော့ပါပုံမကျန်းတန်းတဲ့အုပ်ချုပ်မှုတွေကိုစတင်ခဲ့ပါတယ်နိုင်ငံရှင်းလင်းမှုများလုပ်ခဲ့ပြီးတရင်ပေးတွေနဲ့ထောက်လန်းမှုတွေတိုးမြှင့်ကကားရေဒီယိုလိုအရာမျိုးတွေတောင်ပေးပင်ခဲ့ပါတယ်၂000ခုနှစ်မှာသူ့ကိုလှုပ်ချမှုတော့ Dark Minister ဟောင်းကဘာပေါ်မှာ အပြင်းအဆုံအနာရှင်နိုင်ငံတစ်ခုဖြစ်နေကြပါပြည်သူတွေမှာအခွင့်အရေးမရှိသလောက်ဖြစ်ပြီးမြေမြတ်ဝင်ဝင်နေပါခဲ့ပါတယ်မြို့တော်ပြည်ပကကျမ်းမာရေးအခွင့်အရေးနဲ့စာကြည့်တဲ့ဆိုင်ရာအဆောင်တွေအားလုံးကိုပိတ်ပစ်ခဲ့ပြီးဘင်းစင်တွေကိုလည်းဖြတ်တောက်ခဲ့တဲ့အတွက်လူမှုအခြေအနေတွေဆိုးရွားခဲ့ပါတယ်နီယောဆော့ဖ်ကွယ်လွန်ပြီးတဲ့နောက်မှာဂါဘန်ဂူလီမာတီမူယာမီတော့ဖ်ကအာနာကိုဆက်ခံခဲ့ပါတယ်ရွေးကောက်ပွဲကမှာတာမမှုတွေရှိခဲ့ပေမဲ့အာနာရှိလူဒန်းစားကအခြေအနေကိုထိန်းထားနိုင်ဖို့ရွေးချယ်ခဲ့တာပါဘာဒီမူဟာမီတော့ဖာနီယာဆော့ဖ်ရဲ့ပြင်းထန်တဲ့အမိန့်များစွာကိုပြန်လည်ပြင်ဆင်ပါတယ်။ဘင်းစင်များဂျမိုင်းနဲ့ပညာရေးဝန်ဆောင်မှုတွေကိုပြန်လည်စတင်ခဲ့ပြီး ပညာရေးဝန်ဆောင်မှုတွေကိုပြန်လည်စတင်ခဲ့ပြီးရုပ်ရှင် opera လိုအလှပညာတွေကိုပြန်ဖွင့်ပေးခဲ့ပါတယ်ဒါအပြင်ရုနာမကျန်းကိုပဲရှားပြီးတော့နီယာဆော့ဖ်ရဲ့ရုပ်ထုနဲ့ပုံတွေကိုပဲရှားပါတယ်သူပြင်မဲ့သူ့နေရာမှာသူ့ရဲ့ပုံရိပ်နဲ့စာပေတွေပဲပြန်လည်စားထုတ်ပြီးကိုပိုင်ကိုကွယ်မှုကိုစက်ပြီးတော့ထူထောင်ခဲ့ပါတယ် ဘာဒီမိုဝါမီတော့ဖ်အစိုးရလက်ထက်ရဲ့အရေးကြီးဆုံးပြောင်းလဲတာကတော့2009ခုနှစ်မှာတရုတ်ပြည်ကိုသွေတန်းနဲ့တန်းခွေပိုက်လိုင်းတွေတိစောက်ခဲ့ခြင်းမှာ2015ခုနှစ်မှာနောက်ထပ်ပိုက်လိုင်းနှစ်ခုပါပြီးစီးခဲ့ပြီးရုရှားကိုပို့ရတဲ့ပမာဏပုံများတဲ့တနည်းကိုကုဘမီတာ55ဘီလီယံအထိကိုတင်ပို့နိုင်ခဲ့ပါတယ်2009ခုနှစ်မှာရုရှားပိုက်လိုင်းပောက်ကွဲမှုနဲ့ဥရောပရဲ့ဝယ်လိုအားကျဆင်းမှုတွေကြောင့်ရုရှားကဝယ်ယူမှုပမာဏနဲ့ဈေးနှုန်းကိုလျှော့ချခဲ့ခြင်းမှာတရုတ်နဲ့ဆက်သွယ်မှုကတက်ကမန်နီစံထွက်အသက်ခဲ့ခဲ့ပါတယ်2015ခုနှစ်မှာ တရုတ်ဟာတက်မန်တန်ခွေရဲ့95ရာခိုင်နှုန်းကိုဝယ်ယူသူဖြစ်လာပါတယ်။နေတော့ခွနဲ့ခုနှစ်ကနေ2014ခုနှစ်အတွင်းမှာနေ့စဉ်စီးပွားရေးတိုးတက်တော့19ရာခိုင်နှုန်းတွေရှိပြီးနိုင်ငံရေးစီးပွားရေးကသုံးစားကျော်မြင့်တက်လာပါတယ်။တန်ခွေကနေဝင်ငွေဒေါ်လာ10ဘီလီယံနီးပါးရခဲ့ပါတယ်။ဒီဝင်ငွေတွေကိုဘာဒီဘူဝါမီတော့ဖ်ကနီယာဆော့ဖ်လိုပဲစာချင်းကြောင်းတဲ့ကြီးမားတဲ့စီမံကိန်းတွေကိုပိုင်နန်းတော်တွေသူ့ရဲ့မြင်းနဲ့ခွေးရုပ်ထုပါမကြမ်းရွှေရုပ်ထုတွေကိုပါတိဆောက်ရမှာသုံးဆဲခဲ့ပါတယ်။ရုပ်စုတွေဆိုပြီးဂျိုဒူဘကန်နဲ့လီအီပီဆက်တွေကိုမြို့တော်မှာတက်ဆင်ခွေပေးပင်ခဲ့ပါတယ်။2012ခုနှစ်မှာမေ69ရာခိုင်နှုန်းနဲ့ပြန်လည်ရွေးချယ်ခဲ့ပေမဲ့ ြန်လည်ရွေးချယ်ခံရပေမဲ့လည်းတန်ငွေဝင်ငွေပေါ်လွန်ကဲစွာမိခိုးမှုကြောင့်စီးပွားရေးမှာကြာခင်မှာယူရင်းလာပါတယ်။ကမ္ဘာကြီးနဲ့တန်ငွေစင်းတို့ကြာဆင်းမှုကြောင့်ဒက်ကမန်နေဆန်ရဲ့ပို့ကုန်တန်ဖိုးတဝက်ကြာဆင်းသွားပြီးတော့ GDP ရဲ့၂၀ရာခိုင်နှုန်းပျောက်ကွယ်သွားပါတယ်။ဒါကြောင့်မဲ့နိုင်ငံတွင်းမှာဂျုံဟင်းချက်စီနဲ့တခြားလိုအခြေခံအဆောက်အအုံတွေပြတ်လက်ပြီးငွေမုံမှုတွေဖြစ်လာပါတယ်။အစိုးရပိုင်လုပ်ငန်းတွေကဝန်ထမ်းတွေအများပြားထုတ်ပယ်ခံရလို့အလုပ်လက်မဲ့နှုန်း90ရာခိုင်နှုန်းရောက်ခဲ့ပါတယ်။ဒီအခြေတဲကိုတုံ့ပြန်တဲ့အနေနဲ့အစိုးရကပြည်သူတွေကိုပေးထားတဲ့အခမဲ့ဝန်ဆောင်မှုတွေကိုဖျက်သိမ်းခဲ့ပြီးဝန်ထမ်းတွေရဲ့လက်စာ90ရာခိုင်နှုန်းတွေဖျက်ထုတ်တာမျိုးလုပ်ခဲ့ပါတယ်။ ထောင်ထဲကြည့်တဲ့ចောင်းသားလို့သမားတွေကိုအခမဲ့ဝါကုန်းခူးခိုင်းတဲ့အလေးထားကလည်းဆက်ရှိနေသေးပါပဲ။ဘာဒီမူဝါမီတော့ဖာဘာဒီမူဝါမီတော့ဖလက်တာမှာနိုင်ငံရေးနဲ့လူမှုရေးလွတ်လပ်ခွင့်တွေတိုးတက်လာခြင်းမရှိဘဲအတိုက်အခံနှေးကုပ်မှုနဲ့အကျင့်ပြချာဆောင်မှုတွေကဆက်လက်ပြင်းထန်ခဲ့ပါတယ်။2022ခုနှစ်မှာဘာဒီမူဝါမီတော့ဖျုတ်တဲ့ယာဒုကဆင်းပေးလိုက်တဲ့အတွက်သူသားဖြစ်သူစာတာဘာဒီမူဝါမီတော့ဖာတမနာဖြစ်လာပါတယ်။ဒံငွေစုံလုံးကိုပြန်တက်လာလို့ သူ့လက်ထက်အစာပြုကအကောင်းမွန်ခဲ့ပေမဲ့ဆက်တလာကြမှာဖခင်ပြည်သူကတားရဲ့အာနာကိုကြော်လွန်နဲ့တက်မန်ပြည်သူရဲ့ကောင်းဆောင်ဖြစ်သူကိုယ်သူမြင့်တင်ပါတယ်ဒီကုန်းချုပ်နေနဲ့တက်မန်နေဆဟာတဘာဝထံွက်အေးမြေပေါ်မိခိုးမှုနဲ့အစိုးရအာနာကိုလုံးဝချုပ်ကန်ထားတာကြောင့်ပြည်သူရဲ့ဘဝအခြေအနေတိတိတသာတိုးတက်ဖို့ခက်ခဲနေစေပါပဲပြည်တွင်းရောပြည်ပကပါဘီယာမရှိသူရဲ့ကဘာပေါ်ကနောက်ဆုံးအာနာရှင်နိုင်ငံတွေတဲကတခုပြင်းနဲ့ဆက်လက်တည်ရှိနေဖို့ပဲရှိနေပါတယ်